ိုးတိုင်းတောင်ငူမြို့နယ်ဒီတောင်ငူလီတစခန်းဌာနချုပ်မှာရှိတဲ့လေကြောင်းထင်းသေးမျှော်စင်ဒီ ATC နဲ့ဒီဂျမ်ဘာတာဝါတိုင်းကိုဘရဇင်တပ်ဖွဲ့ကနေပြီးတော့မှဒီ FPV drone နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတော့သတင်းထွက်ပေါ်လာပါတယ်။ဆိုတော့ခုဒီတောင်ငူလီတစခန်းဌာနချုပ်မှာကန်ကောင်းတာတခုကတော့ဗာလဲဆိုလို့ရှိရင်ဆိုတော့အဲ့ဒီဒီဘရဇင်တပ်ဖွဲ့ကနေပြီးတော့သူတို့မတိတာလည်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။အဲ့ဒီမှာကျွန်တော်တို့ဒီဒီရုပ်တာဖိုင်မှာမြင်နေရတဲ့ဒီအစိမ်း အုပ်လေးနဲ့ဟာတွေကဒီဒါတွေဟန်ဂါတွေပဲဖြစ်ပါတယ်ဒါလီနေထားတဲ့ဟန်ဂါတွေပါဒီဖိုက်တာတွေအဲ့ထက်မှာရှိပါတယ်ဒါပေမဲ့ဒူရီကအဲ့ဒီဖိုက်တာကိုတော့မထိပဲနဲ့ဒီ ATC မျိုးစင်နဲ့ဒီဂျမ်ဘာတာဝါရင်ကိုထိတယ်ဆိုတာတောင်ကိုလေးတစ်စခန်းဌာနကြောင့်မှုအနေနဲ့တော်တော်ကြီးကိုကန်ကောင်းတယ်လို့ပြောရမယ်တကယ်လို့ဒီအဲ့ဒီမျိုးစင်ကိုတော့မတိုက်ဖဲနဲ့အဲ့ဒီဟန်ဂါကိုတော့တွားပြီးတော့တက်ခိုင်းလိုက်ရင်တော့ပွဲရပြီးသွားရင်အနည်းဆုံးတော့လေးရင်ဒစီနစီထိပါလိမ့်မယ်ဆိုတော့ကျွန်တော်အဲ့ဒီတည်ရင်ကြာကြာချင်းမှာပဲတက်လာချင်းမှာကျွန်တော်နည်းနည်းအံ့ဩသွားပါလဲ ဘာဖြစ်လို့အားရသွားလဲဆိုလို့ရှိရင်ဆိုတော့ဒီ ADC ဆိုတာတကယ်ကို main နေရာပါ ပြီးတော့ chamber တာဝါတိုင်းလည်းရှိပါတယ်ဆိုတော့ ADC ဆိုတာလေကြောင်းထိန်းသိမ်းမျှော်စင်ပဲဖြစ်ပါတယ်ဒီ ADC ကဆိုရင်ဒီမြို့ဒါမှမဟုတ် daily တဲ့စခန်းရဲ့အမြင့်ပေ1000ကျွဲ2000လောက်မှာလင်းရင်တစည်းဖြတ်ပြီးတော့ပြန်တန်းနေတယ်ဆိုရင်တော့ပဲဖြတ်ပြန်တန်းနေတဲ့လင်းရင်ဟာဘယ်လိုလင်းရင်မြို့အစားဘယ်နိုင်ငံနေပြန်တန်းလာတယ်ဆိုတာအစသူတို့အကုန်သိပါတယ်ဒါပေမဲ့ ဒီ drone ဝင်လာတော့ကြတော့သူတို့မသိပဲနဲ့ဘလို့ဖြစ်ပြီးတော့အလင်းငိုက်တက်ခတ်ခံရတယ်လေဆိုတော့စဉ်းစားစရာတွေအများကြီးရှိနေပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ဒီ leader စခန်းဌာနချုပ်တခုချင်းစီတိုင်းမှာလေချောင်းရံကာကွယ်အတွက်ဆိုပြီးတော့မှဒီကက်ကကြီးအောက်မှာရှိတဲ့ဒီအမြတ်တက်ကန်နေပြီးတော့မှတက်စစ်တစည်းစားလောက်ဒီလေတက်ရဲ့အဝင်းဝိုင်းထဲမှာသူတို့ရှိပါလေသူတို့ဒီလေတက်ထဲကို ဘလူလီယံမျိုးစား drone မျိုးစားပဲဝင်ရောက်လာပါစီသူတို့လေကျောင်းရံတက်ကနေပြီးတော့တိပါတယ်ဆိုတော့အခုဒီ drone ဝင်ရောက်လာတာကိုလည်းဒီလေကျောင်းရံအတွက်တာဝန်ယူထားတဲ့အမြောက်တက်ကလူတွေကမတိဘူးဆိုတော့လည်းအံ့ဩစရာဖြစ်ပါတယ်အဲ့ဒီလေကျောင်းရံအမြောက်တက်ကနေပြီးတော့မှကျွန်တော်ဒီလေတန်းရဲ့ဒီ pro one အတွင်းမှာဘလူ drone ပဲဝင်ရောက်လာပါသည်သူတို့ချင်းလင်ငင်းသိပါတယ်ဘာဖြစ်လို့ဒီအရာကိုကျွန်တော်ကပြောနိုင်တာလဲဆိုလို့ရှင်ကျွန်တော်တို့ဒီ2020ဝင်းကျင်လောက်မှာဆိုရင်ဒီနေပြီးတော့ AI leader scan မှာကျွန်တော်တို့ဒီ pressure နေပြီးတော့မှ wave ဘူးဆိုပြီးတော့ဒီ ever drop drone ပေါ်လေဒီပူချုပ်ကြီးမမော်ကျော်လက်ထက်မှာကျွန်တော်တို့ wave ဘူးလုတ်ခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီ season ကပြတ်သွားပါတယ်ဆိုတော့ဒီပြောရမှာဆိုတော့အဲ့ဒီတော့ကဆိုရင်ဒီ ever drop ကိုကျွန်တော်တို့ဒီ center ပြန်တန်းတာဒီ AI leader scan မှာ center ပြန်တန်းပြခဲ့ပါတယ် အဲ့ဒီအချိန်မှာဒီအမြတ်သားကနေပြီးတော့မှကပရင်တယောက်ကအချိုးချောင်းတိအောင်သူတို့လည်းကျွန်တော်တို့ကလည်းတည်င်းမပို့ဖြစ်လိုက်ဘူးအဲ့နဲ့သူကနေပြီးတော့မှကျွန်တော်တို့ဒီ drone လွှတ်နေတဲ့နေရာအထီကိုသူတို့လာပြီးတော့မေးမြန်းပါလေအဲ့ဒီအချိန်မှာမှကျွန်တော်တို့ကလည်းသူ့ကိုပြန်ပြီးတော့တည်င်းပို့ပါလေဟုတ်ပါတယ်ကျွန်တော်တို့ဒီမှာဒီရုရှားနေပြီးတော့ဝေဖို့လုံနေတဲ့ဒီ ever drop drone ကိုကျွန်တော်တို့စန်တပ်ပြန်တန်းနေပါလေဆိုပြီးတော့ကျွန်တော်တို့တည်င်းပို့လိုက်ပါလေဆိုတော့ပြောချင်တာကတော့ဒီလေတက်ရဲ့ဒီ per one အတွင်းမှာ ဘလူးဒရုန်းအမျိုးအစားပဲဖြစ်ဖြစ်ဝင်လာလို့ရှိရင်ဒီလေကြောင်းရံတက်ကတိပါတယ်ပြီးတော့ EDC ကလည်းတိပါတယ်ဆိုတော့ဒီတောင်ဝူလေးတစ်စခန်းမှာဖြစ်သွားတဲ့ကိစ္စဆိုတော့အခုမှအသစ်ဆက်ဆက်တက်လာတဲ့ဒီ cost ဒီဒုတိယဗိုလ်ချုပ်ကြီးထုံးဝဲအနေနဲ့ကတော့နည်းနည်း short ရစရာဖြစ်နေပါလိမ့်မယ်ဆိုတော့ဒီညမှာဖိုင်များဒီလေတဲ့အနေနဲ့တင်ကားသာရသွားလဲဆိုရင်တော့ဆိုတော့ဒီ PDF တပ်ဖွဲ့ဝင်တွေရဲ့ဒီဒုံးတွေကသူတို့ရဲ့ဂျမ်ဘာကိုဝင်ရောက်နိုင်ပါလားဆိုတော့အသွေးသူတို့ရှင်မှာဝင်သွားမှာဖြစ်ပါတယ်။ ETC ကလည်းဘာကြောင့်မသိရတာလဲဆိုတော့လည်းသူတို့စဉ်းစားစရာဖြစ်နေပါလိမ့်မယ်။ဒီဒုံးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမိခိလာမှာရောဒီနေပြီးတော့မှရှိနေတဲ့အခြေအနေကလည်းပဲဒီ drone ကိုစမ်းတပ်ပြန်တန်းတော့မယ်ဆိုရင်ကျွန်တော်တို့အမြဲတမ်း ETC ကိုတနားရီလောက်ကြိုတင်ပြီးတော့သတင်းပို့ရပါတယ်။ ETC ကနေပြီးတော့မှ ဒီခွင့်ပြုချက်ရမှာကျွန်တော်တို့ကဒရုန်းကိုပြန်တန်းရတာဖြစ်ပါတယ်။ဒီခါကျရင်ဒီမိထီလာဆိုရင်တော့လင်ရတအားဝမဲ့ဒီပိုင်လော့တွေကလည်းအမောင်းတင်နေတဲ့ကာလာဖြစ်တယ်ဆိုရင်လင်တွေကဒီလေချောင်းတွေကမအောင်အရန်ကိုတင်းကြပါလေ။အဲ့ဒီအချိန်မှာသူတို့တွေကနေပြီးတော့မှဟုတ်ပြီဗရနာရီဝက်နိုင်ဝက်အတွင်းမှာတော့လင်ကိုထိတ်ခေါက်လှုပ်လိုက်ပါ။ပြီးလို့ရှိရင်တော့ဒီမီတာဒီအမြင့်ပေမီတာ900အောက်900အောက်လောက်ပဲဒီစန်တာပြန်တန်းခွင့်ရှိမယ်။ ဘယ်နေရာနေဘယ်ထိပဲသွားလို့ရမယ်ဆိုလို့သူတို့ကတည်နေရာ location တွေကိုချက်မှတ်ပေးပါတယ်ကျွန်တော်တို့အဲ့ဒီဂျာနယ်မှာပဲ setup ပြန်တန်းရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပြီးသွားရင်လည်းပြန်တည်င်းပို့ရတယ်ပြောချင်တာတော့ ATC ဆိုတော့ဘယ်လင်းပဲလာလာသူတို့သိပါတယ် ATC ဆိုတော့ဒီ leader စခန်းဌာနချုပ်တိုင်းမှာရှိပါတယ်ဆိုတော့ဆိုလိုတာကတော့ဒီပြောချင်တာဘာလဲဆိုလို့ရှိရင်ဒီ ADC အနေနဲ့ drone တစ်စင်းလုံးဝင်လာတာကိုလည်းသူတို့ဘာကြောင့်မသိရတာလဲပြီးတော့ဒီ leader တစ်ခုချင်းစီတိုင်းမှာထားရတဲ့ဒီအမြောက်တက်တရောလေချောင်းရံတက်တရော ဘာကြောင့်ဒီ drone ဝင်လာတာမသိရတာလဲဆိုတော့စဉ်းစားစရာဖြစ်နေပါလိမ့်မယ်ဆိုတော့ဒီ ETC လို့ပြောရတဲ့ဆိုတဲ့အခါမှာ ETC ကကျွန်တော်တို့ဒီအမြင့်ပေဒီလေတက်ဒါမှမဟုတ်ဒီလေတက်ရဲ့ pro ဒါမှမဟုတ်ဒီတောင်ငူဆိုရင်တောင်ငူမြို့ရဲ့အထက်အမြင့်ပေ2000 3000မှာပြန်နေတဲ့လင်ရဘာမျိုးအစားဆိုတာသာသူတို့အကုန်သိပါလေဒါပေမဲ့ဒီ racing တက်ဖွဲ့ကနေပြီးတော့ပြန်လာတဲ့ FPV အသေးခံ drone ကြတော့သူတို့မသိခဲ့လိုက်ဘူးဖြစ်ပါတယ်